အားလုံးဝမင်္ဂလာပါမြန်ခရစ်တောနဲ့ပြန်ပြီးတော့ကျေးဇူးပါတယ်ကျွန်တော်ကတော့ခုဖြစ်ပါတယ်ကျွန်တော်ဒီဝိုးမှာတော့ရှေ့တစ်ခေါက်တုန်းကကျွန်တော်မဂါဒရော့မှာကာနေဒါအိုကနေပြီးတော့ BNB တွေဘယ်လိုပြန်ထုတ်ရမလဲဆိုတာကိုဗီဒီယိုလေးလုပ်ပြရဖြစ်ပါတယ်ကာနေဒါအိုက BNB တွေပြန်ထုတ်ဖို့အတွက်ဆိုရင်ကျွန်တော် Web3 wallet ဘက်ကိုရောက်နေဖို့လိုတယ် Exchange နဲ့ wallet နှစ်ခုရှိတဲ့တဲက Web3 ဘက်ကိုပြန်ရောက်နေမှာဖြစ်မှာပါ Web3 ဘက်ကိုရောက်နေပြီဆိုရင်တော့ကျွန်တော်ဒီအောက်မှာ tab လေးတွေပါတယ်ပေါ့နော် home တို့ market တို့ trade တို့ discover တို့အစရှိတဲ့ tab လေးတွေပါတယ်ဒီတဲက discover ဆိုတဲ့အထဲကိုသွားလိုက်ပါ ဒီစကားပါဆိုတဲ့ထဲကိုရောက်ပြီဆိုရင်ကျွန်တော် search မှာကားနဲ့ဓာတ်ဝုလို့ရိုက်ရှာလိုက်လို့လည်းရတယ်။ KE ရ ANN ကားနဲ့ PNDO ဆိုပြီးတော့ရိုက်ရှာလိုက်လို့ရတယ်။ဒါဆိုရင်ထွက်လာလိမ့်မယ်။ဒီနေရာမှာဒီလိုမျိုးရိုက်ရှာရဲ့အချိန်မှာကျွန်တော် space တစ်ချက်ပို့သွားတယ်ဆိုရင်တွေ့မှာမဟုတ်ဘူး။အဲ့တော့ speed တစ်ချက်ပို့လို့မရဘူး။ကာနေတာကိုလို့အတိအကျရိုက်လိုက်ပြီးပြီဆိုရင်ဒီနေရာကို ထောက်ပြီးတော့ဝင်လိုက်။ဒါဆိုရင်ကျွန်တော်တို့ကာနေတာကိုရဲ့ website ကိုရောက်သွားပြီ state လောက်တော့ကလည်းဒီထက်ကနေသွားပြီးတော့ state လောက်ခဲ့တာဖြစ်တယ်အခုပြန်ထုတ်တော့လည်းဒီ website ကနေပြန်ထုတ်ရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာလေးမှာကျွန်တော်တို့ဒါက wallet ကချိန်ပြီးသားဖြစ်နေတယ်ပေါ့နော်အကယ်၍မိတ်ဆွေတို့အနေနဲ့ဒီနေရာလေးမှာ wallet ကချိန်ပြီးသားတွေ့မနေဘူးဒီလိုမျိုး connect wallet ဆိုတဲ့စာသားလေးပေါ့နေတယ်ဆိုရင်ဒါလေးကိုနှိပ်ပြီးတော့ wallet နဲ့အရင်ဆုံးချိန်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင် Binance Web3 wallet နဲ့ချိန်ပေးဒါဆိုရင်ကျွန်တော်တို့ wallet နဲ့ဒီ website နဲ့ချိန်တာလည်းအောင်မြင်သွားပြီ wallet နဲ့ချိန်တဲ့အပိုင်းပြီးသွားပြီဆိုရင်ကျွန်တော်ဒီအောက်မှာ button လေးပါတယ်ဒီအောက်က home တို့ market တို့ trade တို့ discover တို့ဆိုတဲ့အတန်းမဟုတ်ဘူးပေါ့နော်အဲ့ဒီရဲ့အထက်မှာ restate တို့ကျွန်တော်တို့ဒီစက်ဝိုင်းပုံလေးပြီးရဲ့နိုင်ပုံလေးတွေရှိရဒီထဲကကျွန်တော်တို့ဒီအလဲက portfolio ဆိုတဲ့ tab ထဲကိုရောက်အောင်သွားအောင်မှာဖြစ်ပါတယ်နှိပ်ပြီးသွားရခဏလေးတော့စောင့်ပေးပေါ့နော်ဘာလို့လဲဆိုတော့ website ဖြစ်တဲ့အတွက်သူ့မှာ reload တိုင်းလေးရှိတယ်ဒါကိုခဏစောင့်လိုက်ရင်ရပြီဒီထဲမှာကျွန်တော်တို့ stake ခဲ့တဲ့ BNB ကိုပြန်ရှာမှာဖြစ်ပါတယ် နည်းနည်းလေးဆွဲလိုက်တာနဲ့ဒီ၃ခုမြောက်လောက်မှာ BNB ဆိုပြီးတော့လိမ်မော်ရောင်လေးနဲ့တွေ့နေရပေါ့နော်။ဒါလေးရဲ့ဘေးမှာကျွန်တော် restate ဆိုတဲ့ဘာဒန်လေးပါတယ်။ restate ဆိုတာလေးကိုနှိပ်လိုက်။နှိပ်ပြီးသွားပြီဆိုရင်ကိုပြန်ထုတ်မဲ့ပမာဏကိုကျွန်တော်ရွေးပေးရမယ်ပေါ့နော်။ဒီနေရာမှာကျွန်တော် deposit နဲ့ withdraw ဆိုပြီးတော့နှစ်နေရာပါတယ်။ deposit ဆိုတာကကျွန်တော် rate ကထပ်ပြီးတော့ state လောက်ချင်တယ်ဆိုရင်တော့ deposit ကနေထည့်ရမယ်ပေါ့နော်။ဒါပေမဲ့အခုတစ်ခေါက်ကပြန်ထုတ်မှာဖြစ်တဲ့အတွက် withdraw ဆိုတဲ့ဘက်ကိုသွားပြီးပြီဆိုရင်ကိုထုတ်မဲ့ပမာဏကိုဒီနေရာမှာရှင်းကျွန်တော်ကထည့်ထားတာအကုန်လုံးထုတ်မှာဖြစ်တဲ့အတွက် mass ဆိုတဲ့စာတန်းလေးကိုနှိပ်လိုက်တယ်ဒါဆိုရင် auto ဒီထဲမှာလာပြပေးပြီအဲ့မှာကျွန်တော် gas bill အနေနဲ့0.001 bnb ကျမယ်ဆိုပြီးတော့ပြနေတယ်အဲ့တော့ withdraw ဆိုတာလေးကိုဆက်ပြီးတော့နှိပ်မယ်ဒါဆိုရင်ကျွန်တော် token withdraw ဆက်ပြီးတော့လုပ်ဖို့အတွက် confirmation တောင်းနေပေါ့နော် confirm ဆိုတာလေးကိုနှိပ်ပေးလိုက်ပြီးပြီဆိုရင် security အတိုင်းပဲကျွန်တော်တို့ fingerprint ထည့်တိုင်း fingerprint face scan ဆိုရင် face scan ထည့်ပြီးရင် token withdraw ဆိုတာလေးကိုဆက်ပြီးတော့လုပ်နေတာကိုတွေ့ရပါမယ်ဒီမှာဆိုရင်ကျွန်တော် withdraw complete လို့ပြသွားပြီပေါ့နော်ဒါဆိုရင် ထောက်တာလည်းအောင်မြင်သွားပြီဖြစ်ပါတယ်ပြန်ရောက်ဖို့အတွက်ကတော့ထင်တယ်ကျွန်တော်အချိန်တစ်ခုစောင့်ရမယ်ထင်တယ်ချက်ချင်းရောက်လာတော့မသိဘူးပေါ့နော်ပြန်ပြီးတော့သွားစစ်ကြည့်အောင်ပြန်စစ်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီ access ဆိုတဲ့အထဲကိုသွားပြီးရင် BNB တွေချက်ချင်းပြန်ရောက်လာကြည့်အောင်ပြန်ရောက်လာရပေါ့နော်ချက်ချင်းပြန်ရောက်လာပါတယ်ဒီမှာ contract call ဆိုရဲတိုက်တယ်နဲ့ကျွန်တော်0.011 BNB ထုတ်လိုက်တဲ့ BNB ပြန်ရောက်လာပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ကနေဒါအိုမှာထည့်ခဲ့တဲ့ BNB တွေကိုဘယ်လိုပြန်ထုတ်ရမလဲဆိုတာကိုနားလည်မယ်လို့မျှော်လင့်ပါတယ် ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဝေမှာပြန်တွေ့ကြပါမယ်ခင်ဗျာအားလုံးပဲ trade တိုင်းမြတ်ကြပါစေခင်ဗျာ